စင်ရီကရီစိန်တိုက်ပန်ရှင် မသေးစုခိုင်ကတော့သူမရဲ့မင်္ဂလာပွဲမှာဝတ်ဆင်သွားတဲ့လက်ဝေဒနာတွေနဲ့အများကိုအံ့ဩသွားအောင်လုပ်နိုင်ခဲ့ပါတယ်။မလစုသူမမင်္ဂလာပွဲမှာဝစ်စင်သွားတဲ့လက်ဝေယတနာတွေဟာဝစ်စင်သူအလွန်ရှားပါလာတဲ့တံမိုးကြီးယတနာတွေဖြစ်နေလိုပါပဲ။သူမဝစ်စင်သွားတဲ့မြားပြည့်ကြီးစားဟာဆိုရင်တံမိုးမြင့်မြားကြောင်ယတနာတွေများစွာကိုကြီးမားစွာတုံးဖြတ်ခက်လုပ်ထားတာ ဖြစ်ပြီးတန်ကြီးအဖြစ်မြန်မာငွေ3000နဲ့ချီတန်ကြီးရှိတာပဲဖြစ်ပါတယ်။ ဒီလိုပရက်ကြီးတွေမဟုတ်ပဲစင်ကာနဲ့များစွာရှိတဲ့ကြီးမားလာတဲ့စိန်တွေကိုစိန်ပရက်အကြီးကြီး ခက်လုတ်ကဝစ်ဆင်ပြသွားခဲ့ပါသေးတယ်။ဒီမှာဝစ်ဆင်သွားတဲ့လက်ဝဲယတနာတွေဟာမြန်မာနိုင်ငံရဲ့လူချမ်းသာတိုင်းဝိုင်းမှာတော့တော်ရုံဝစ်ဆင်နိုင်ခြင်းမရှိတဲ့ယတနာတွေဖြစ်လို့ဒေါက်တာသိန်းစုခိုင်ရဲ့ကြွယ်ဝမှုတွေကတော့တကယ်ကိုအောချပွဲရပါပဲနော်။ ရေခဲတော့ပေါ်မှာရိုက်ကူးထားတဲ့ပုံလေးကခန္ဓာနေလို့ပြိတ္တိကြားမှာလူပြောများနေသူလေးကတော့စိန်ရီကီစိန်တိုက်ပိုင်ရှင်ဒေါက်တာသဲစုခိုင်းမင်းဖြစ်ပါတယ်။စိန်ရီကီစိန်တိုက်ကြီးရဲ့ပဲ့ကန်ရှင်ဒေါက်တာသဲစုခိုင်းဟာသူမရဲ့ချစ်သူနဲ့ရွှေလက်တွဲသွားခဲ့ပြီးဖြစ်ပြီးပရီဝက်တင်ပုံလေးကိုရေခဲတော့ပေါ်မှာခန္ဓာစွာရိုက်ကူးခင်ရပါ။ရွှေစင်းနေပြုလို့ဖန်တီထားတဲ့ဝတ်စုံလေးဖြင့်နမည်ကြီးဒီဇိုင်နာတွေနဲ့တီးတန့်ဖန်တီချုပ်လုပ်ထားတဲ့ဝတ်စုံတွေနဲ့ခန်းနှောင်းစွာရိုက်ကူးထားခဲ့တာပါ ငွေကိုရှည်လို30နိုင်သူတွေပြီးပြီးပုံတွေကလည်းခန်းနားလိုက်တာနော်ရခုရပိုင်းမှာပဲဆွဲတက်ကတော့အလူပွဲကြီးတွေမြောင်စွာကုန်ရက်ဆက်ဆင်းရဲလျက်ရှိနေတာဖြစ်ပြီးမစိုးရင်ကြောင်းတိုက်တဲ့ကြီးတွင်ယရနာစစ်အုံမြစ်တွေခြားခြင်းဖြင့်ခုနှစ်ရသားသမီးတို့အတွက်အရှာပန်ကျွေးမွေးခြင်းတွေကိုပါခုနှစ်ရခုနှစ်လီကျင်းပပြုလုပ်နေကြတာပါလူဒန်းမှုကြီးတွေကကြီးမာပြီးများပြားလို့လို့တကယ်ကိုကြုံတော့ကြုံခဲ့အလူကြီးဖြစ်ပါမှတ်တမ်းဝင်သွားကြတာပါ ဆွေထရင်မိခင်ကြီးတော်ဝင်မဟာလည်းအလူအတွက်စိတ်တင်းထားသမျှအလူပီးချိန်မှာစိတ်တုံးတုံးချနိုင်ခဲ့လို့အလူရက်တွေမှာပင်ပန်းခဲ့သမျှတန်လေးကြောင့်အရာတွေလဲတဲ့အထိမိမကောင်းဖြစ်သွားခဲ့တယ်လို့သိရပါဗယ်ဒီလိုဖြားတဲ့အထိအလူအတွက်ပင်ပန်းခဲ့ရပြီမယ်တော်ဝင်မကတော့သူမတို့ဆွေထက်မိသားစုအလူကြီးပြုတ်လုံနိုင်လိုက်တဲ့အပေါ်မှာမြောင်းစွာပီတိဖြစ်နေခဲ့ရတာပါပရိသတ်ကြီးတို့လည်းချိန်ချိန်သေးသေးအလူတိုင်းကာမကြီးတော်ဝင်မှအများဆုံးတက်သားလာအောင်စူတောင်းပေးသွားလိုက်ကြပါအောင်နော် အိမ်တော်ကြီးကံမကောင်းလို့အိမ်တော်ခွဲဘဝကိုရောက်ရှိခဲ့ရပေမယ့်ဘဝကိုတောက်ပဆုံးပြန်လည်ရည်တည်နိုင်ခဲ့ကြတဲ့မင်းသမီးတွေကိုတင်ဆက်ဖော်ပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။သူတို့တွေကတော့နမတေရုံးတွေလွင်မှုအသက်စကုန်းနဲ့အရွှေမှာပဲအိမ်တော်ကျသွားခဲ့တဲ့မင်းသမီးလေးရုံးတွေလွင်မှုကတော့သူမသက်24နှစ်အရွယ်မှာအိမ်တော်ခွဲဘဝကိုရောက်ခဲ့ရတာပဲဖြစ်ပါတယ်။ သူမရဲ့ခင်မဟောင်းနဲ့ကလေးပါရရှိခဲ့ပြီးမြေသူမကတော့ဒီလိုအိမ်တော်ရေးပြိုလဲသွားတဲ့ပုံစိတ်တက်ကြမနေခဲ့ပင်စိတ်တက်ခိုင်မာစွာနေပင်အကောင်းဆုံးပြည်လဲရက်တီကအခုဆိုရင်အမှုပညာလောကထဲမှာအောင်မြင်စွာပြည်လဲရက်တီနေခဲ့ပါပြီနမနေဝိုင်းစုခိုင်တဲ့အိမ်တော်ရေးကံမကောင်းတဲ့ထဲမှာအစိုးရဝိုင်းစုခိုင်တဲ့ကထိတ်ဆုံးမှပါဝင်နေခဲ့ပြီးအိမ်တော်ရေးပြဿနာတွေများစွာတွေ့ကြုံခံစားခဲ့ရသူဖြစ်ပေမယ့်သူမဟာတမ်းမာစွာနေပင်အောင်မြင်တဲ့ဘဝအခြေအနေတခုမှရက်တီနေနိုင်စေပဲဖြစ်ပါတယ် နံပါတ်3မိခင်ဗျာမင်းသမီးမိခင်ဗျာဟာလည်းငယ်စဉ်ချိန်မှာအိမ်အောင်ကြခဲ့ပူပေမဲ့ကွာရှင်းခြင်းနဲ့သာဆုံးသက်ခင်ရတဲ့သူပါသူမဟာလည်းအိမ်အောင်ခွဲခဲ့ပြီးနောက်သူမရဲ့သမီးလေးကိုဆက်လက်စောင့်ရှောက်ခဲ့ကောင်အခုဆိုရင်လုပ်ငန်းရှင်မျိုးသမီးတယောက်ဖြစ်ရပ်တည်နေခဲ့ပါပြီနံပါတ်4ဆုံးမြတ်သူဆောင် မင်းသမီးကြီးစိုးမြတ်သူဆောင်ဟာလည်းအိမ်အောင်ကြပြီးအမေရိကန်နိုင်ငံကိုပါလိုက်ပါနေတိုင်းခဲ့ပေမယ့်ကွာရှင်းချင်းနဲ့တောင်အိမ်အောင်ရေးဆုံးသက်ခင်ရပြီးယနေ့ချင်းတီတယောက်တည်းတောင်သူမရဲ့ဘဝကိုအကောင်းဆုံးပြန်လဲရည်တည်နေကြတာပဲဖြစ်ပါတယ်ရှိစတုတီဇလန်တွဲပင်ပြိတ္တတင်မျက်စီထဲမှာအလိုက်ဖက်ဆုံးစုံတွဲလေးဖြစ်လာခဲ့တဲ့မင်းသားလေးခန့်ကျော်နဲ့တက်တစ္ဆမင်းသမီးလေးသွန်ချေစင်တို့ကတော့ဟိဝိယံငယ်စားလေးနဲ့စိုးပြေငယ်စားလေးကိုမြင်တွေ့နေရတယ်လို့ချက်ချင်းနဲ့မြင်နေရတယ်လို့ပြိတ္တတီကြားမှာလူပြောများနေကြရတာပါ ဆူပြင်းတဲ့ဟေဝီယန်တို့ဟာလည်းငယ်စင်တွေကရုပ်ရှင်တွေတူတူရိုက်ကူးခဲ့ကြပြီးအလွန်လိုက်ဖက်လွန်တဲ့ပုံစံလေးတွေကြောင့်သဘောတူပေးခြင်းနဲ့ရရှိကတကယ်ပြင်ပပုံမှာမှာပါချစ်ကြိုးတွေသွားခဲ့ကြတာပါသွန်းရဲ့ခန့်ကြော်လေးစိုးပြင်းတဲ့ဟင်းဝီရန်လို့တကယ်ဖူးစာဆောင်နိုင်ခဲ့မယ်ဆိုရင်ပြိတ္တကြီးကိုဝမ်းတာမိကြမှာလား မြန်မာနိုင်ငံရဲ့ကောင်ဆောင်အားကစားသမားတယောက်ဖြစ်တဲ့အောင်လရဲ့ဆန်းကားတော့သူ့ရဲ့ကစားသမားဘဝကနေအနားယူမယ်နောက်ဆုံးပွဲကြီးကိုထိုင်းနိုင်ငံမှာရှင်ပြိုင်ထိုးသက်သွားခဲ့ပြီးပဲဖြစ်ပါတယ်။အနားလေးရရှိခဲ့လို့မြန်မာနိုင်ငံသားတွေအတွက်ဝမ်းသာမှုတွေများစွာကိုပေးစွမ်းနိုင်ခဲ့တာပါ။ အောင်လဆိုရင်အစိုးရလေးပြုရဲ့အမဲလိုက်ကတချင်နဲ့ပွဲထွက်လေးရှိပြီးမနေ့ကကျင်းပသွားခဲ့တဲ့အောင်လရဲ့နောက်ဆုံးပွဲမှာတော့အစိုးရကြီးလေးပြုဟာကိုရိုင်းကိုကြောင့်အောင်လကိုပွဲထဲမှာဆက်ဖို့ပေးနိုင်ဖို့ကိုစိတ်နဲ့ကိုဘန်ကောက်ထိရောက်ရှိလာကအပြင်းဝကြက်သီးထစရာကောင်းလာအောင်အမှန်အပြည့်နဲ့ဆက်ဖို့ပေးသွားခဲ့တာပဲဖြစ်ပါတယ်။ ပွဲထဲမှာတောင်းတောင်းဖြားဖြားနဲ့ဆူရော်လေးပြုံနေတူအောင်လအောင်ပွဲခံခဲ့တဲ့ပုံရိပ်တွေကနိုင်ငံတကာမှာရောမြန်မာနိုင်ငံအတွက်ရောတကယ်ကိုမမေ့နိုင်တဲ့ခိုက်တန်တွေကိုဖန်တီးပေးခဲ့တာပါပဲ။ဒီပြားဖြင့်မျိုးဆက်တည်တည်များစွာကိုမွေးထုတ်ပေးနိုင်ပါစေလို့အောင်လအတွက်ဆုတောင်းပေးလိုက်ပါတယ်။